ဘသူ့မှာအတိမပေးပဲပကဒနာကင်းနဲ့လက်ထပ်ပွဲကို ကျင်းပခဲ့တယ်မုံမင်္ဂလာပါပြိသက်ကြီး MRT4 ကမင်းသမီးကကြီးကျယ်ခမ်းနိုင်မင်္ဂလာပွဲတွေကိုကျင်းပလေရှိကြပြီးတတိကြီးတွေကိုပဲရွေးချယ်သွားတတ်ကြပါရဲ့အချစ်ဆုံးသူရဲ့ထုတ်ပတိဇလန်းတွဲမှာနုံနုံအဖြစ်တရုပ်ဆောင်ခဲ့တဲ့မုံလေသူ့ရဲ့ချစ်သူနဲ့ဒီအတွဲမှာလက်ထပ်သွားခဲ့ပါရဲ့ငယ်စဉ်ကမင်္ဂလာပွဲတွေကိုခမ်းနာကျင်းပနေတဲ့အချိန်မှာ မုံဝါတော့ရိုးရှင်းပဲလက်ထပ်သွားခဲ့ပါလိမ့်။ကိုထုံးနိုင်နဲ့လေဖူးစာဆောင်ခဲ့တယ်လို့အပြစ်မှလည်းသူချစ်တဲ့မြူသားနဲ့မင်္ဂလာမော်ကုန်းတင်လက်မှတ်ရေးထုတ်ပွဲကိုကျင်းပလိုက်ပါလိမ့်။မုံရဲ့ချစ်သူဖြစ်တဲ့ကိုနေလင်းအောင်နဲ့တူ မင်္ဂလာလက်မှတ်ရေးထုတ်ပွဲမှာရန်အောင်နဲ့မိသားစုတို့ကအတိတ်တည်းတွေဖြစ်ပါဝင်ပေးခဲ့ပါလိမ့်။မုံဝါလွန်ခဲ့တဲ့လကပင်ချစ်သူရဲ့လက်ထပ်ခွင့်တောင်းတာကိုလက်ခံတဲ့အကြောင်းကိုလည်းပြည်သက်တွေကိုပြပြခဲ့ပါလိမ့်။ စင်ပွေကြီးကြီးပါဝင်တဲ့လက်စွပ်ကြီးနဲ့လက်ထပ်ခွင့်တောင်းခံရတဲ့မုံကသူ့ရဲ့သူတို့သားလောင်းကိုတော့မဖော်ပြခဲ့ပါဘူးသူတို့သမီးဝေဆုံနဲ့ဓပုံရိုက်ထားပြီးမကြခင်မှာလက်ထပ်တော့မယ့်အကြောင်းကိုအတိပေးထားပါရင်အခြားသောမင်းသူတွေကတော့လက်ထပ်တော့မယ့်အကြောင်းကိုအတိပေးတတ်ကြပါမယ်လေမုံကတော့သူတို့တတိတ်ပဲပြစ်လို့တာကြောင့်အံ့ဩနေကြပါရင်မင်္ဂလာလက်မဲ့ရေထုပ်ပွဲမှာတော့မုံကသူ့ရဲ့ခင်မွန်းတဲ့ကို ပြသလိုက်ပါရင်သူ့ရဲ့ခင်မွန်းတဲ့က အတက်ရမ်းမကြီးသေးပဲရုပ်ရည်ကလည်းချုံမောတဲ့သူပါဟိန်းဝင်းရဲ့နေဆိုပိတဲ့စင်ကတော့နာမည်ကြီးရဲ့တရုတ်ဆောင်နေဖြစ်တာကြောင့်သူရဲ့မင်္ဂလာပွဲကိုခြောက်ပွဲတော်ကျင်းပခဲ့ပြီးငွေအကုန်ကျခံခဲ့ပါတယ်မုံကတော့လက်ထက်မဲ့အကြောင်းကိုပရိသတ်တွေထံကိုလည်းအသိမပေးခဲ့ပါဘူးသူ့ရဲ့ပွဲကိုတော့ရင်းနှီးရဲ့မိတ်ဆွေတွေကပဲတက်ရောက်ပေးခဲ့ကြပြီးပကာသနမပါတဲ့ပွဲလေးဖြစ်သွားပါတယ်မင်္ဂလာပွဲကိုတော့ခက်ခက်နနာကြီးကျယ်ကျင်းပမှာ အချစ်စစ်မဟုတ်ပင်ရွေးရှင်းစွာကျင်းပတာကလည်းအချစ်စစ်ဖြစ်တာကြောင့်သူ့ပွဲလေးကတော့အေးစင်းနဲ့ပြီးဆုံးသွားခဲ့ပါတယ်။မုံဝအမတီဖုန်းမှာတရုပ်ဆောင်လာခဲ့တာကြားပြီးဖြစ်ပြီးဇက်ကားတွေရိုက်ကူးတာတော့နည်းပါပါတယ်။အချစ်ဆုံးသူရဲ့ထုတ်ပြန်ကတော့သူ့အတွက်အောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ဒီဇက်ကားနဲ့အောင်မြင်ပြီးတဲ့နောက်မှာတော့မုံဝရုပ်တရက်လက်ထပ်သွားခဲ့ရပါခန္ဓာမဟုတ်ပင်မဲ့လေမြေတားတွေအပြည့်ပါဝင်နေမုံရဲ့လက်ထပ်ပွဲတွေကို တဘောကြလားဆိုတော့ကိုမမပြောပြခဲ့ပါအောင်နော်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းလာလိုက်ပါစေအခုလိုစိတ်ဝင်စားစားကြောင်းရတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးကြတဲ့ပရိသတ်တရားစီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါပါစေရှင်